အားလုံးမင်္ဂလာပါမိတ်ဆွေများအားလုံးမင်္ဂလာ နေ့လည်ခင်လေးပါဆရာမအခုမိတ်ဆွေတို့ကိုရောက်ရှိလာတဲ့တပေါင်းလာပြီနေ့ကနေစပြီးတလတာအတွဲအမြင့်များမှပြောတော်ကံကြမ္မာအဟောလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့ဟိုအခုရောက်ရှိလာတဲ့မကြခင်ရောက်ရှိလာတော့မယ့် တပေါင်းလာပြည့်နေ့ဖြစ်တဲ့လာဘက်ကပြည့်တဲ့နေ့ဖြစ်တဲ့မာရှလာ14ရက်နေ့ကနေနော်နောက်ထပ်တကူးလာပြည့်မတိုင်ခင်အထိတလတာအချိန်ကာလမှာပေါ်ပေါက်လာမယ်နော်အမည်နာမပိုင်ရှင်တွေအတွက်ပြန်ကြမှာအဟောလေးပဲဖြစ်ပါတယ်အဲ့တော့ဆရာမအဲ့ဒါလေးကိုပြောချင်ပါတယ်အမည်နာမဆိုတဲ့နေရာမှာ နေ့နိုင်ကိုရင်းညွှန်းတာမဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်နော်အခုပြောတဲ့တနင်္ဂနွေတနင်္လာ အင်္ဂါဆိုရက်ဟာရီဟာ အမည်နာမရဲ့အဖွင့်စလုံးကိုရင်းညွှန်းတာဖြစ်ပါတယ်အဲ့ဒါလေးကိုနားလည်ပေးပါနော်အဲ့တော့အမည်နာမနဲ့ပတ်သက်ပြီးမိမိဟာဘယ်အမည်နာမကို အဖွင့်ပေးထားလဲဆိုတာကိုနော်စဉ်းစားပြီးတော့ အခုဟောမဲ့နာမည်ရင်းနဲ့တွဲပြီးဟောလာတဲ့အဟောတွေကိုနားထောင်ပေးသွားမှာဖြစ်ပါတယ်နော်ဥပမာအဲအောင်ဝင်းဆိုရင်သူ့အတူဘာနေသားပဲဖြစ်ဖြစ်တနင်းငွနွေနဲ့နဲ့အစပြုတဲ့အမြေပိုင်ရှင်နေမှာနားထောင်ရမယ်နော်နောက်တစ်ခါအော်နော်ဟိုဖြူဖြူဆိုရင်သူဒီတနင်းငွနေသမီးပဲဖြစ်နေအောင်တော့ ကြာသာပရိနိုင်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေမှာနားထောင်ပေးရမှာဖြစ်ပါတယ်။ကဲစပြောပါတော့မယ်နော်။တနည်းနည်းနဲ့နဲ့အစပြုတဲ့အမိပိုင်ရှင်တွေနော်အိမ်ချမ်းမြေများနဲ့ပတ်သက်တဲ့ရောင်းချင်းဝယ်ချင်းတွေအောင်မြင်မဲ့ကာလဖြစ်ပါတယ်။အခြေကဲဆရာသမားတွေထံကအကူအညီရရှိပါလိမ့်မယ်။စီးပွားရေးမှာ မနာလိုသူ အတားဆီးပြုသူတွေတော့ပေါ်နိုင်တဲ့ကာလဖြစ်လို့သတိထားဖို့တော့လိုပါတယ်။လောင်ငယ်သားအလုံသမားတွေနဲ့လုပ်ရတဲ့အလုပ်တွေလုပ်နေသူ ဖြစ်မယ်ဆိုရင်တော့အဲ့ဒီလုပ်ငန်းတွေ အောင်မြင်ပါလိမ့်မယ်။ခရီးသွားဖို့တော့စီစဉ်ပြီးမှ ပြက်ပြဲသွားတတ်လို့ခရီးနဲ့ပတ်သက်ပြီးဂယုဆိုင်ဖို့တော့လိုအပ်ပါတယ်စီစဉ်ထားတာတွေကို သေချာတိကျအောင်ဆောင်ရွက်တင်တယ်လို့ပြောချင်ပါတယ် နော်အခြေရေကတော့အလုံးကိုကန်ကောင်းတဲ့လဖြစ်ပါတယ်နော်ဒါဆရာမပြောရဲတနင်္ဂနွေနေ့နဲ့အစပြုရဲဆိုတာအမျိုးသားကိုရောအမျိုးသမီးကိုရောရည်ညွှန်းပါတယ်နော်အခြေရေကန်ကောင်းတဲ့လဖြစ်ပါတယ်အဲ့တော့အိမ်အောင်တဲ့တွေဆိုရင်တော့အိမ်အောင်တဲ့တွေဟာအပေးယူမျှတဲ့လကာလဖြစ်နေမယ်လို့ဖော်ပြထားပါတယ်။အဲ့တော့ကျမ်းမာရေးရတော့မျက်လုံး၊နာရာ မျက်လုံးထိခိုက်တာဒါတွေကိုတော့တရိပ်ထားသွားရမှာဖြစ်ပါတယ်။နောက်ကုသိုလ်အစီအစဉ်နေနဲ့ပြုလုပ်ရမှာကတော့ကောင်းငင်းမောင်းအဖြူ၃ပွဲကော်ဖီ၃ခွက်ကိုပြင်းပြီးအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံစွန်းအဖြစ်နဲ့ကတ်လှူပေးသွားဖို့ဖြစ်ပါတယ်။နောက်တနင်္လာနေ့နဲ့အစပြုတဲ့အမြင့်ပိုင်းရှင်တွေတနင်္လာနေ့နဲ့အစပြုတဲ့အမြင့်ပိုင်းရှင်တွေအတွက် ကံကြမ္မာကစီးပွားရေးအသစ်လုပ်ငန်းအသစ်တွေပေါ်ပေါက်လာမဲ့လာတလာဖြစ်ပါတယ်အဲ့တော့တည်ယူဖို့ဆောင်ရေးလုပ်ငန်းဆက်သွယ်ရေးလုပ်ငန်းတွေပြုလုပ်နေတဲ့သူ ဖြစ်ရင်တော့ဒီလဟာကောင်းမွန်တဲ့အကျိုးအမြတ်တွေကိုရရှိမယ်လာဖြစ်ပါတယ်မော်တော်ကားမော်တော်ယာဉ်နဲ့သက်ဆိုင်တဲ့အလုပ်တွေလုပ်ကိုင်နေတဲ့သူဒါမှမဟုတ်မိမိပိုင်ဆိုင်တဲ့မော်တော်ယာဉ်မော်တော်ကားတွေနဲ့ပတ်သက်ပြီး ထိခိုက်မှုပျက်စီးမှုတွေရှိစေတတ်တယ်လို့တွေ့ရလို့ဒါ ው ရောသတိထားဖို့လိုတယ်လို့ပြောပြပါရယ်။နောက်နိုင်ငံခြားဘာသာစကားနဲ့ပတ်သက်ပြီးသင်ယူတဲ့သူတွေအတွက်ကတော့เนาะအထူးအကျိုးရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးကံကောင်းပါရယ်။အခြေအနေကံကောင်းတဲ့လာတလာပါ။เนาะတနင်္ဂနွေနဲ့တနင်္ဂနွေတနင်္ဂနွေ ကနွေနန်တနင်းလာနန်နဲ့အစပြုတ်တဲ့သူတွေကเนาะအခုဆ iam မပြောနာတနင်းလာเนาะတနင်းလာနန်နဲ့ဆ iam မပြန်ပြောပါမယ်ဆ iam မဒီ line ကြမှာကိုစိတ်ပုံနေလို့အာယုံစိုက်နေရတာ ਨੇ ကိုနော်ဟိုဆ iam မမှာအာယုံနေများသွားတယ်အဲ့တော့ဆ iam မပြန်ပြီးတော့ပြောပြပါမယ်เนาะတနင်းဝန်နေနန်နဲ့အစပြုတ်တဲ့အမြေပိုင်းရှင်တွေအိမ်နဲ့မြေတွေအယောင်အဝယ်အောင်မြင်ပါမယ် အကြီးကဲဆရာသမားတွေရှိကအကူအညီရမယ်အဲ့တော့မိမိစီးပွားရေးမှာတော့တခုတော့ရှိတယ်မိမိနှီးပါမှာပဲမနာလိုတဲ့သူမိမိစီးပွားရေးကို အတားဆီးပြုတ်မဲ့သူတွေပေါ်ပေါက်လာပါလိမ့်မယ်လက်အောင်ငယ်သားအလौသမားတွေနဲ့လှုပ်ရတဲ့အလौတွေဆိုရင်တော့အဲ့ဒီအလौမျိုးတွေဟာအောင်မြင်မှုရမယ်အလौမျိုးတွေဖြစ်လိမ့်မယ်လို့ပေါ်ပြထားတာပါ ခရီးသွားဖို့အစီအစဉ်မိမှခရီးစဉ်ပြက်ပြဲနိုင်ပါတယ်ဒါလေးကိုတော့သတိထားပါเนาะအဲ့တော့တနင်္ဂနွေနေ့နဲ့အစပြုတဲ့အမီပိုင်းရှင်တွေဟာအချစ်ရဲအလွန်ကံကောင်းမဲ့လာတလာဖြစ်ပါတယ်အိမ်အောင်သေးတွေကတော့တိုးနဲ့တိုးအပေးယူညာပြီးနားလည်မှုရှိမဲ့လာတလာပါကျဲမရဲရတော့မျက်လုံးမျက်စိနာတာမျက်လုံးထိကြိုက်တာမျိုးတွေဖြစ်ပေါ်တတ်တာကိုတော့သတိထားသွားဖို့လိုပါတယ် အဲ့ဒီတနင်္ဂနွေနိုင်တဲ့ဆပြရဲ့မြေးပိုင်းရှင်တွေရဲ့ကျမ်းမာရေးအရာရောအားနဲ့ချက်တွေနဲ့ပတ်သက်တဲ့ဟာတွေရောအကာအကွယ်ဖြစ်စေဖို့ကုသိုလ်တွေပြုလုပ်ရမှာဖြစ်တယ်။ပြုလုပ်ရမယ့်ကုသိုလ်ကကောင်းကျင်းမောင်းအဖြူ၃ပွဲ၊ကော်ဖီ၃ခွက်ကိုပြင်းမင်းအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံဆုံးအဖြစ်နဲ့ကတ်လှူသွားရမှာဖြစ်ပါတယ်။ဒါကတနင်္ဂနွေနဲ့အစပြုထားတဲ့အမည်ပိုင်းရှင်တွေပါ။ နောက်တစ်ခုပြောပါမယ်။တနင်းလာနဲ့တနင်းလာနဲ့အစပြုတဲ့အမီပိုင်ရှင်တွေတနင်းလာနဲ့အစပြုတဲ့အမီပိုင်ရှင်တွေကစီပွားရေးအသက်လုပ်ငန်းအသက်တွေပေါ်ပေါက်လာပါလိမ့်မယ်။တဲယူပို့ဆောင်ရေးလုပ်ငန်းတွေဆက်သွယ်ရေးလုပ်ငန်းတွေပြုလုပ်တဲ့သူဖြစ်ရင်တော့အချိုးအမြတ်ကောင်းတွေကိုရရှိမှာဖြစ်တယ်။ဒါပေမဲ့မော်တော်ကားမော်တော်ယာဉ်နဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့စီးပွားလုပ်ငန်းမှာပဲဖြစ်ဖြစ် ပိုင်ဆိုင်တဲ့မော်တော်ကားမော်တော်ယာဉ်တွေမှာပဲဖြစ်ဖြစ်ထိခိုက်မှုပျက်စီးမှုတွေဖြစ်ပေါ်တတ်တာဟုတော့တလတာလုံးသတိထားရမှာပါအဲနိုင်ငံသားဘာသာစကားသင်ယူနေတဲ့သူတွေအတွက်တော့မိမိသင်ယူတဲ့ပညာရက်နဲ့မိမိမှာအကျိုးပေးတွေထင်ရှားလာမယ်ကာလဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်တော့ဒီလဟာတနင်္လာနေ့နဲ့အစပြုတဲ့မြေပိုင်ရှင်တွေအတွက်အခြေရေးကံကောင်းမဲ့လာတလာလို့တွေ့ရပါတယ် ်အိမ်ထောင်တွေတွေကတော့တုံးနေတူအထင်မြင်လွဲမှားတာမျိုးတွေဒါမှမဟုတ်ပဝင်းကျင်ကအထင်မြင်လွဲမှားလို့ဖြစ်ပေါ်လာတဲ့စိတ်နှောက်ချက်တွေဝင်ရောက်တတ်ပါတယ်ကျမ်းမာရေးရတော့တနင်္လာနေ့နဲ့အစပြုတဲ့အမီးပိုင်းရှင်တွေဟာအဆုတ်ပွားအဆုတ်ရောင်နာကိုသတိထားရမှာဖြစ်ပါတယ်တနင်္လာနေ့နဲ့စပြုတဲ့အမီပိုင်းရှင်တွေအတွက်ပြုလုပ်တဲ့ကုသိုလ်အစီအစဉ်လေးကနေ့စဉ် 侬呢？穿我下边，叫啥样呢？呃，侬身，侬身材瘦么？喏，哎哟，侬呢？穿那个下边，沙粒卡比罗，哎哟，骑马，培养什么？哎哟，准备苏丹么？提拔嘞？哎哟，苏丹比勒骑马，甘肃比勒骑马哟，培养先长着先马背，六七毛币，工作过把过。 3ချိန်ရွက်ပွားတဲ့ဆယ်ပူဇော်ခြင်းကုသိုလ်ပြုပါအဲ့ဒါကနေ့စဉ်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်เนาะ now ငါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေအင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာစာလုံးစာလိန်စာကွဲစာမြင့်စွဲညပေါ့နော်ဒါတွေနဲ့အစပြုတဲ့အမိပိုင်ရှင်တွေပါဝေဆုပ်လိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်တဲ့အရန်ကိုဝမ်းသာစရာကောင်းတယ်နော် အကျိုးကျေးဇူးလေးကိုခံစားရမှာဖြစ်ပါတယ်။ငွေအစုလိုက်ပြောင်းလိုက်ဝင်ရောက်လာလိမ့်မယ်။မိသားစုကိုအကြောင်းပြုပြီးစိတ်ပူပန်မှုတွေတော့ပေါ်စေရတတ်ပါတယ်တဲ့။အတိုက်ခံစကားပြောပြီးဖြေရှင်းရမယ့်ကိစ္စတွေနော်အဲ့ဒီကိစ္စမျိုးတွေကိုတော့ဒီလထဲမှာရှောင်းပါ။ဘာကြောင့်လဲဆိုတော့အဲ့လိုအတိုက်ခံစကားပြောပြီးတော့မှ အောင်မြင်မှုယူရမယ့်ကိစ္စရက်တွေမှာတော့အောင်မြင်မှုမထင်ရှားနိုင်ဘူးလို့တွေ့ရတယ်။ဒါကြောင့် အဲ့ဒီလိုအတိုက်ခံစကားပြောရမယ့်ကိစ္စတွေပေါ်ခဲ့ရင်တော့ရှောင်ပေးပါလို့เนาะဒီလိုလေးဟောချင်ပါတယ်နောက်တစ်ခါကိုပိုင်းစီးပွားလုပ်ငန်းလုပ်တဲ့လူတွေဟာဒီပတ်စံကတော့ငါ့အတွက်ပြန်ရစရာမရှိတော့ဘူးဒီပစ္စည်းကတော့ငါ့အတွက်ရောင်းမထွက်တော့ဘူးလို့ sorry အဆုံးတွတ်ထားတဲ့เนาะပစ္စည်းငွေကြေးအဲ့ဒီတန်ဖိုးတွေဟာเนาะမိမိအတွက် အကျိုးအမြတ်အဖြစ်နဲ့ပြောင်းလဲပြီးမိမိရှိကို ရောက်ရှိလာစေနိုင်တဲ့ကာလလည်းဖြစ်တယ်လို့တွေ့ရတယ်ဆိုလိုတာကနော်ရှုံးပြီလို့ယူဆရတဲ့ကုန်ပစ္စည်းတွေကနေအမြတ်ဖြစ်လာနိုင်တယ်မရနိုင်တော့ဘူးလို့ယူဆထားတဲ့ပတ်စံတွေကနေမိမိရှိကိုအဲ့ဒီပတ်စံတွေပြန်ဝင်လာနိုင်ပါတယ်ဒါကောင်းသောနော်အဟောကောင်းသောကံတရားပေါ့နော်နောက်တစ်ခါ ညာရေးနဲ့ဆိုင်တဲ့ဂျိုးပန်မှုတွေကနေအကူအညီထောက်ပံ့နေရမယ်ဥပမာပညာရေးနဲ့သက်ဆိုင်တဲ့เนาะဆရာသမားအကူအညီထောက်ပံ့ငွေကြေးနဲ့သက်ဆိုင်တဲ့အကူအညီထောက်ပံ့နော်နိုင်ငံတော်နဲ့ပတ်သက်တဲ့အခြေအနေရဲ့ထောက်ခံချက်အကူအညီထောက်ပံ့ဒါရင်းနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးဖြစ်ရရှိမဲ့ကာလဖြစ်တယ်လို့ဖော်ပြထားပါတယ်။နောက်တိုးဖော်ရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့ အနေငယ်ခက်ခဲမှုနဲ့ကြုံရတတ်တဲ့ကြံ့ကြာမှုတွေဖြစ်မဲ့လိုအပ်ချက်တွေများစေတတ်တဲ့ကာလလို့ဟောပြပါရယ်။နော်အင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေကတော့အချစ်ရဲမှမျက်နှာစမ်းပွင့်မှာဖြစ်ပါတယ်ချစ်သူရှိပြီးသားသူလည်းပဲနောက်ထပ်မိမိကိုနှစ်သက်လာတဲ့သူနော်မိမိကိုစိတ်ဝင်စားတဲ့သူတွေပေါ်ပေါက်လာစေတတ်တဲ့ကာလလို့ဖော်ပြပါရယ်။အိမ်အောင်ရေး ိန်ထောင်သေးတွေအတွက်တော့အိန်ထောင်ရေးကောင်းမွန်ပါတယ်။ဒါပေမဲ့သတိထားစရာကမိမိရဲ့အိန်ထောင်ရေးအတွင်းရေးတွေကိုပတ်ဝန်းကျင်နဲ့ဆွေးနွေးတိုင်းပင်တာကိုရှောင်ရမယ်။ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်ကြောင့်နော်စိတ်ကတိကအောင်အိန်ထောင်ရေးမှာဖြစ်ပေါ်စေရတတ်ပါရဲ့။ကျမ်းမာရေးအရတော့လေချောင်းနာတာအဆုတ်အေးအေးမိတာတွေဖြစ်ပေါ်တတ်လို့သတိပြုရမှာဖြစ်ပါတယ် ကုသိုလ်ပြုရမယ်အစီအစဉ်နေနဲ့တော့မြေပန်းအိုးတစ်လုံးမှာဇီဇဝါညွန့်ငါးညွန့်ကိုပြင်ပြီးတော့တလတာလုံးเนาะမိမိအိမ်ဖျားเจ้าတော်မှာမညိုတန်းလဲလဲပြီးဖျားရှင်ကိုအာယုံပြုပြီးပို့ဆောင်ပေးသွားဖို့ဖြစ်ပါတယ်ဗုဒ္ဓနံနဲ့အစပြုတဲ့အမည်ပိုင်ရှင်ဗုဒ္ဓနံဆိုတာကเนาะဗုဒ္ဓနံသာလာ ရပလဲရကောင်းလဝပေါ့နော်အဲ့ဒီအခရာတွေ ਨੇ စထားတဲ့အမည်ပိုင်ရှင်တွေပါအဲ့ဒီအမည်ပိုင်ရှင်တွေကရည်ရွယ်ထားတဲ့စီးပွားစီးပွားရေးကိစ္စတွေအောင်မြင်မှုရရှိမဲ့ကာလဖြစ်ပါတယ်အဲ့တော့ရည်ရွယ်ထားတဲ့မလုံရသေးဘူးဆိုရင်လုံဖြစ်မယ်ရည်ရွယ်ထားတဲ့လုံနေတဲ့စီးပွားရေးဆိုရင်လည်းအောင်မြင်မယ်ဒါကိုပြောတာဖြစ်ပါတယ် အဆောင်ဦးအစ်စ်တွေတိဆောက်တာဝယ်ယူတာတွေပြုတ်လုရပြီးတော့ရတနာပစ္စည်းတွေနဲ့ပတ်သက်တဲ့ပိုင်းဆိုင်မှုအစ်စ်တွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြထားလို့အလွန်ကောင်းမွန်တဲ့ကံတရားတွေပါ။ Now ငပိငချောင်းနဲ့ရေထွက်ကုန်ပစ္စည်းတွင်နဲ့ပတ်သက်တဲ့စီပွားရေးလုပ်တဲ့သူတွေက အကျိုးဖြစ်ထွန်းမဲ့ကာလတစ်ခုဖြစ်တယ်လို့တွေ့ရတယ်။အဲတော့ငပိငချောင်း နော်ရေနဲ့သဆိုင်နဲ့ထွက်ကုန်ပစ္စည်းတွေကိုဖြန့်ဖြူးတာပဲဖြစ်ဖြစ်ရောင်းချတာပဲဖြစ်ဖြစ်ထုတ်လုပ်တာပဲဖြစ်ဖြစ်အဲ့ဒီလိုနဲ့သဆိုင်နဲ့လုပ်ငန်းတွေလုပ်တဲ့သူဟာဒီလောက်ဗိုလ်ရုံးနိုင်ငံအစပြုတဲ့အမည်ပိုင်ရှင်တွေဖြစ်ခဲ့ရင်တော့အောင်မြင်ဖြစ်ထွန်းလိုက်မဲ့ကာလပါတဲ့အဲ့တော့ပညာရေးနဲ့သက်ဆိုင်တဲ့စ조사မှုတွေမှာတော့မိမိကဝင်ပြီးကြောင်းလျှောက်တာမျိုးပဲဖြစ်ဖြစ်အများတွေကနေလူနေစုရွေးချယ်ခံမှုဝင်ရှင်ပြိုင်တာပဲဖြစ်ဖြစ် ရွေးချယ်မှုခံရတာမျိုးကိုပေါ်ပေါက်မဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်ဘုရုဏန်နဲ့အစပြုတဲ့ပုံကိုယ်ရာပညာသင်ကြားဖို့ကြောင်းတက်ဖို့အတွက်เนาะအကြောင်းလျှောက်တာမျိုးတွေပညာရေးနဲ့ပတ်သက်ပြီးเนาะရွေးချယ်ခံမှုအင်တာဗျူးဖြေတာမျိုးတွေကိုစ조사တဲ့ ਨੇ လာတလာဖြစ်ပါတယ်။နောက်အချစ်ရေးမှာလိုအပ်တာထဲပို့ပြီးမျက်နှာစမ်းပွင့်လိုက်တယ်။တကယ်တော့ရှေ့ပိုင်းမှာ အင်္ဂါနဲ့နဲ့စပြည့်ရဲ့ပုံကိုယ်လေးကိုမျက်နှာဆမ်းပွင့်မယ်လို့ပဲပြောခဲ့။ဒါပေမဲ့ဒီနေရာမှာလိုအပ်တာထက်ပိုရွေ့လို့ပြောတဲ့အတွက်ကြောင့်နော်လိုအပ်တာထက်ပိုနေပြီဆိုကြတဲ့ကကောင်းချိုးမဟုတ်ဘူးဆိုချိုးလာလိမ့်မယ်။ဒါကြောင့်ဘာကိုပြောချင်တာလဲဆိုတော့မျက်နှာဆမ်းပွင့်ခြင်းကြောင့်နတ်ဆက်တွဲဖြစ်ပေါ်လာမဲ့ဆိုချိုးတွေရှိတယ်အချစ်ရဲမှာဒါကိုသတိထားပါလို့ပြောတာဖြစ်ပါတယ်။နော်အိမ်အောင်နဲ့သက်ဆိုင်ရင်နော် အိမ်အောင်ပြုတ်ဖို့အစီအစဉ်ရေးဆွဲတဲ့သူတွေကတော့နောက်ကျလိမ့်မယ်နော်အိမ်အောင်ပြုတ်ဖို့အချိန်ကိုတတ်မှတ်ထားတဲ့ကာလထက်နောက်ဆုတ်ရတာမျိုးတွေဖြစ်ပေါ်စေရတတ်ပါတယ်ကျဲမှရေးအရာတော့သွေးတိုးတာသွေးပေါင်ကြတာတွေကိုဂရုစိုက်ရမှာဖြစ်တယ်ဒီအပြင်မှာသတိထားဖို့လိုတာကမိမိခံစားနေရတဲ့ဝေဒနာမျိုးမဟုတ်ဘဲနဲ့ရုပ်တရက်ပေါ်ပေါက်လာလို့ဖြစ်ပေါ်တဲ့ ခွဲစိတ်ကုသရတာတွေဖြစ်ပေါ်တတ်ပါတယ်ဒါကိုတော့ကျမ်းမရေးရသတိထားဖို့လိုပါတယ်အဲ့တော့ပြုလုပ်ရမယ့်ကုသိုလ်အစီအစဉ်ကဖန်ပန်းအိုးမှာမလကာညွတ်၃ညွတ်တပေညွတ်တညွတ်တို့ကိုပြင်းပြီးအပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမိမိအိမ်ဖျားเจ้าတော်မှာပြင်ဆင်ပူဇော်ခြင်းကုသိုလ်ကိုပြုလုပ်ပေးသွားဖို့လိုအပ်ပါတယ် เนาะဒါကဗုဒ္ဓဦးနန်းနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေပါ။เนาะဂျာသာပရိနန်းနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကမထင်မပင်ခရီးဝေးကိုရုပ်တရက်သွားရပါလိမ့်မယ်။เนาะမတူညီတဲ့စီးပွားရေးကိုထပ်မံတိုးချဲ့ပြီးတော့လှုပ်ဆောင်ခွင့်ရပါလိမ့်မယ်။နော်မတူညီတဲ့လုပ်ငန်းလို့ပြောတဲ့အတွက်တိုးချဲ့လှောက်ဆောင်တယ်ဆိုတာထက် ထပ်မံချဲ့ထွင်လှုပ်ဆောင်တာကိုလုံနေတဲ့အလုံနဲ့နောက်ထပ်မတူတဲ့အလုံတွေထပ်ပြီးတော့လှုပ်ရဖို့ပေါ်ပေါက်လာမယ်လို့ပြောပါတယ်အဲ့တော့လှုပ်ရဖို့ပေါ်ပေါက်လာမယ်ဆိုတာလှုပ်ဖို့အခွင့်အရေးရမယ်လို့ဆိုလိုတာပါအဝေးကနေရောက်လာတဲ့မိတ်ဆွေတွေနဲ့ပေါင်းပြီးဆောင်ရွက်ရတဲ့အလုပ်တွေကလည်းအောင်မြင်မှုရပါလိမ့်မယ်။ဒါကြောင့်အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေကသူတို့လုပ်တဲ့လုပ်ငန်းအတွက်ကန့်လန့်လာတာမျိုးရှိခဲ့ရင်တော့ဒီလမှာပေါ်ပေါက်ခဲ့ရင် ဂျာတာရင်းနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကလက်ခံပြီးတော့လှုပ်ဆောင်တဲ့နယ်ကာလလို့ပေါ်ပြထားတာကိုတွေ့ရပါတယ်။ပြပနဲ့သက်ဆိုင်တဲ့ခရီးနယ်ပတ်သက်ရင်တော့ဂျာတာရင်းနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကအချိန်ကြန့်ကြာတတ်လို့မိမိသွားမဲ့ကာလတစ်ခုကိုကြိုတင်ပြင်ဆင်ထားပေမဲ့အသေးချာဆောင်ရွက်ထားပြီးဖြစ်ပေမဲ့လည်းနေ့စဉ်နဲ့အမျှအဲ့ဒီခီးစဉ်နဲ့ပတ်သက်ပြီးအောင်မြင်မှုရှိအောင် အာယုံစိုက်ထားဖို့တော့လိုအပ်ပါတယ်နော်ဒါတော့အရေးကြီးပါတယ်ဒါပြပခီးသွားမဲ့သူတွေအတွက်ကိုပြောတာဖြစ်ပါတယ်နောက်ဂျာသာပရင်းနဲ့အစပြည့်ရဲ့ပုံကိုရီယာချစ်သူရှိပြီးပေမဲ့လည်းပဲမိမိကိုယ်တိုင်စိတ်များတတ်တာကြောင့်တောကဖြစ်ရတတ်ပါတယ်နော်ဂျာသာရီနိုင်တဲ့အစာပြည့်ရဲ့ပုံကိုယ်ရဲ့လူလွတ်တွေကိုပြောတာနော်အခြေအနေနဲ့ပတ်သက်ပြီးတော့ စိတ်แท้မှာအာယုံများတတ်ပါတယ်အာယုံများတတ်တယ်ဒါလို့ဆိုရင်သဘောပေါက်ပါပြီเนาะဒါပေမဲ့အဲ့ဒီအာယုံများခြင်းကြောင့်စိတ်တော့ကဖြစ်เสียရီပေါ်ပေါက်လာတတ်တဲ့ကာလဖြစ်လို့ပြောရရင်တော့အာယုံမများပါနဲ့ပေါ့เนาะအနောက်အိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ကမိမိကိုစီးပွားဥစ္စာတွေပေးအပ်နိုင်မဲ့လာတလာဖြစ်ပါတယ် အဲ့တော့မိမိတို့ရှားဖွေစုဆောင်နေတဲ့စီးပွားရေးအတိုင်းတာနဲ့ညီမျှတဲ့နော်သူ့ထက်တာလွန်ချင်းရှိနိုင်တဲ့ငွေကြေးတွေကိုမိမိအိမ်နောက်ဘက်ကမိမိကို အနံလာနိုင်တဲ့အထိကောင်းကျိုးရှိပါတယ်အော်ပြောချင်တာကအိမ်နောက်ရင်းနဲ့ပတ်သက်ရင်အိမ်နောက်ဘက်ရဲ့ကောင်းကျိုးကိုခံစားရမယ့်ကာလဖြစ်ပါတယ်ကျမ်းမာရင်းရတော့ပခုံးလက်ပြင် အဆရှိတဲ့နေရာတွေမှာ အကျော်အစ်စ်တွေထိခိုက်တာ အကျော်ညက်တာဒါတွေဖြစ်နိုင်လို့သတိပြုရမှာဖြစ်ပါတယ်။အောင်ကြာသာရင်းနိုင်တဲ့အဆပြုတဲ့နော်ပုံကုတ်လေးကကုတုအနေနဲ့ပြုတ်လုတဲ့နာဇပယ်ပန်းငါးကုန်းကိုကျွေပကံအဖြူမှာထည့်ပြီးဒလိုလေးပေါ့ဇပယ်ပန်းငါးကုန်းကိုကျွေပကံအဖြူမှာခွေပြီးထည့်ပြင်ဆင်ပြီးကြာသာပရိနစ်နန်နဲ့ဆန်နာယီမကြော်ခင် အတွင်းထဲမှာ ဖះရှင်ရဲ့ចောင်းတော်မှာအသေးချာပကံလေးကိုកាយမပြီးရှင်တော်မြတ်ဖះကိုအာယုံပြုတ်လို့စပယ်ပန်းကုန်းများနဲ့ပူဇော်ခြင်းကုသိုလ်ပြုတ်လို့ပါကတ်လူတော်မဟုတ်ဘူးเนาะပူဇော်ခြင်းကုသိုလ်ပြုတ်လို့ပါเนาะအဲ့ဒါဟာကြာသာပရိနန်နဲ့အစပြုတ်တဲ့အမိပိုင်ရှင်တွေဆောင်ရွက်ရမယ့်ကုသိုလ်စီစဉ်လေးပါနောက်တောက်ကြံနေတဲ့အစပြုတဲ့အမိပိုင်ရှင်တွေတောက်ကြံနေတဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာ ထင်ရှားကြော်ကြားခြင်းအောင်မြင်ခြင်းတွေကိုရရှိမယ်ကာလဖြစ်ပါတယ်အဲ့တော့ထင်ရှားကြော်ကြားခြင်းနဲ့အောင်မြင်ခြင်းဟာမတူဘူးထင်ရှားကြော်ကြားတယ်ဆိုတာဟာကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုအများကအတိအမှတ်ပြုတ်လိုက်တာအများရဲ့ထောက်ခံချက်ကိုရရှိတာเนาะထင်ရှားကြော်ကြားတာအဲ့တော့အဲ့ဒါကထင်ရှားကြော်ကြားတာအောင်မြင်တာဆိုတာကလူသိသည်ဖြစ်စေမသိသည်ဖြစ်စေ ကိုရည်ရထားတဲ့ကိစ္စပြီးမြောက်သွားတာကိုဖြစ်ချင်းတလို့ဖြစ်သွားတာเนาะအဲ့ဒါဟာအောင်မြင်တာအဲ့တော့အခုတောက်ကြန်နန်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေကထင်ရှားကြော်ကြားတာလည်းဖြစ်နိုင်တယ်အောင်မြင်တာလည်းဖြစ်နိုင်တယ်တဲ့ဒါကြောင့်เนาะဒီချိန်ကာလဟာတောက်ကြန်နန်နဲ့အစပြုတဲ့ပုံကိုယ်တွေဟာเนาะပြိတ္တအလဲမှာထွက်ပြီးတော့ဆောင်ရွက်ရတဲ့မိမိရဲ့အရေးအသွေးကိုပြတဲ့အလုပ်တွေကို လုပ်နိုင်သလို့ မိမိရည်ရွယ်ထားတဲ့ကိစ္စတွေကိုအင်းနဲ့အားနဲ့ဇွဲနဲ့ဝရိယနဲ့ထဲ့ပြီးစူးစမ်းဆောင်ရွက်လို့ရတဲ့ကာလဖြစ်တယ်။နော်။ဘာဖြစ်လို့လဲဆိုတော့ထင်ရှားကြော်ကြားခြင်းကိုလည်းပေးမယ်။အောင်မြင်ခြင်းကိုလည်းရမယ်ကာလဖြစ်လို့ပါ။ဝန်တန်းဖြစ်တယ်ဆိုရင်နဲ့ယာဒူးတိုးဖို့အခွင့်အရေးအသစ်တွေကိုယာဒူးတိုးတဲ့အခွင့်အရေးအသစ်တွေကိုလက်ခံရရှိမယ်လားဖြစ်ပါတယ်တဲ့။ နော်ဝန်ထမ်းဆိုရင်တော့ຢາຮູ້ໂຕແມ່ອຂွင့်ຢີດີຢາຊິວ່າໄດ້ແມ່ໂກບາຍຊີບွားລົງງານອັດແປດໍລູທີ່ຍາອອງສ່ອງແຍພົກອຂွင့်ຢີກောင်းແນ່ລາຜິດໄປເອີ້ມິມິແຍໂກບາຍຊີບွားສຸຍນໍທົ່ວກົ່ງປິດຊີດີທົ່ວຫຼົດແດສຸຍນມິມິແຍທົ່ວກົ່ງດ້ວຍກໍນໍສາຕົງດູດີຕົງຊ້ວຍດູດີຕິດອອງນໍ ရိသတ်ရှေ့ကိုချပြဖို့အသင့်တော်ဆုံးကာလဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။နော်နောက်တစ်ခါသင်ကြားရေးလုပ်တဲ့လုပ်ငန်းရှင်တွေပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေနော်မာသင်ကြားရေးဆိုတာအွန်လိုင်းသင်ကြားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ပေါ့နော်နောက်တစ်ခါအကြောင်းထောင်တဲ့နော် private ကျောင်းထောင်တဲ့ပညာရေးလုပ်ငန်းလုပ်တဲ့သူတွေပဲဖြစ်ဖြစ်အဲ့ဒီလိုသူတွေဟာ သင်ကြားရေးပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့ပုံကိုယ်တွေကဒီလမှာတောက်ကြံနံတဲ့အစပြုတဲ့ပုံကိုယ်တွေဖြစ်မယ်ဆိုရင်နဲ့နေမေကောင်းဂုံသရင်ထွက်ပေါ်မဲ့ကာလဖြစ်ပါလေနော်အဲ့တော့ဆရာမဒီနေရာမှာတောက်ကြံနံတဲ့အစပြုတဲ့ဆိုတာလူပုံကိုယ်ကိုရည်ညွှန်းထားတာဖြစ်ပေမဲ့မိမိရဲ့လုပ်ငန်းရဲ့နာမည်အဖွင့်နာမည်ဟာလေတောက်ကြံနံနဲ့ဖြစ်မယ်ဆိုရင် ဒီအဟောယူလို့ရပါတယ်နော်အဲ့တော့ဥမာပေါ့နာမည်ကဂျာတာပရင်းနိုင်နဲ့ပဲစထားတယ်ကို့လုပ်ငန်းရဲ့အဖွင့်နာမည်ဟာတောက်ကြနံအတန်ထွက်နဲ့အင်္ဂလိပ်လိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်အတန်ထွက်နဲ့စထားတယ်ဆိုရင်ဒါပေမဲ့သူ့လုပ်ငန်းဟာသင်ကြားရေးနဲ့ပညာရေးဆိုင်တဲ့လုပ်ငန်းပဲဖြစ်ရမယ်နော်အဲ့ဒါဆိုရင်တော့ဒီလဟာအောင်မြင်မှုကောင်းတွေကို ရရှိမဲ့လာတလဖြစ်ပါတယ်နာမည်ကောင်းဂုံတရင်တွေထွက်ပေါ်မဲ့လာဖြစ်ပါတယ် အခြေအကိစ္စတွေကမျှော်မှန်းသလိုအောင်မြင်မှုရမယ်ကာလဖြစ်ပါတယ်တဲ့အဲ့တော့မိမိဘလို့မျှော်မှန်းထားလဲမိမိမျှော်မှန်းထားတာဒီသူ့ကိုနော်ခြေရဆိုဖို့မျှော်မှန်းထားရင်အဲ့ဒီမိမိခြေရဆိုတာအောင်မြင်မယ်အဲအကယ်၍လက်ထပ်ဖို့ရည်ရွယ်ထားရင်လက်ထပ်ခွင့်တောင်းဖို့ရည်ရွယ်ထားရင် မိမိလက်ထပ်ခွင့်တောင်းခြင်းအောင်မြင်မယ်ပေါ့နော်အဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးမျှော်မှန်းထားတာတွေအောင်မြင်မှုရရှိမယ်အဲ့တော့အိမ်တော်သေးများဆိုရင်တော့မျက်နာစမ်းပွင့်လွန်းလို့အထင်လွဲခံရတတ်တဲ့ကာလဖြစ်ပါလေတဲ့နော်သူကတော့ဘာမှစိတ်ရင်းရိုင်တာမရှိဘူးဒါပေမဲ့လည်းပဲသူ့ရဲ့မျက်နာစမ်းပွင့်ခြင်းကြောင့်နော် တဖက်လူရဲ့အထင်လွဲတာမျိုးကိုတော့ခံရတတ်တဲ့ကာလဖြစ်ပါတယ်တဲ့နော်နောက်တစ်ခါကျမ်းမာရင်းရအစာအတော့ကြောင့်ဘေးရွက်ဆိုးချိုးအလွယ်တကူဖြစ်တတ်ပါတယ်နော်တရိထားပါမိမိစားနေကြအစာစားဖို့တော့တရိထားပြီးစားပါအသည့်အစမ်းအရတာအသည့်တွေစားသုံးခြင်းကိုလည်းဂယုဆိုင်ပါနော်ဒါကြောင့်အစာအတော့တွေကြောင့်ဖြစ်တဲ့ဘေးရက်ဆိုးကျိုးတွေအလွယ်တကူဖြစ်ပေါ်တတ်ပါတယ် ကုသိုလ်အစီအစဉ်နေနဲ့တော့တောက်ကြနေနဲ့မိမိမွေးနေမှာအမတောက်ကြနေနဲ့အစပြုထားတဲ့အမိပိုင်ရှင်ဖြစ်ပေမဲ့မွေးနေဟာစနေဖြစ်ရင်လည်းဖြစ်မယ်ကြာသာပရိဖြစ်ရင်လည်းဖြစ်မှာပေါ့နော်ဒါကြောင့်ကုသိုလ်လုပ်ရမှာနှစ်ရက်ပါတောက်ကြနေရဲ့မိမိရဲ့မွေးနေရဲ့တောက်ကြသားသမီးဆိုရင်တော့တရက်ပဲလုပ်ရုံပဲပေါ့နော်အဲ့တော့အဲ့ဒီနေ့မှာအသင့်ဖုံးခွေသုံးဆောင်နိုင်အောင်ပြင်ဆင်ထားတဲ့စွန်းနဲ့အတူပြင်ဆင်ထားတဲ့ တက်တင်းဆုံးကိုပါကတ်လှူဖို့ဖြစ်ပါတယ်တပတ်မှာနှစ်ရက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကတ်လှူမှုဟာသူကအချိန်ကာလအဖြစ်အယုံမှာပဲလှူလို့နေစုံမှာပဲလှူလို့မိမိအစဉ်ပြေရာမှာအဲ့ဒီဆွန်းတဲ့အတူအသင့်ဖုံးပွဲသုံးဆောင်မှုပြင်ဆင်ထားတဲ့တက်တင်းဆုံးတပွဲကိုပါကတ်လှူရမှာဖြစ်ပါတယ်ဟမ် နောက်စနေနေနဲ့အစပြုတဲ့အမြီပိုင်ရှင်ပြပါစနေနေနဲ့အစပြုတဲ့အမြီပိုင်ရှင်နေကတော့စီပွားရေးအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်ဒီလတော်တော်များများနော်ဟိုဟိုနင်းလေးတွေပေါ့ဂျိုလေးတွေရဲ့အနေထားလေးတွေကောင်းတဲ့အတွက်တင့်တင့်နဲ့ကန်တရားအဟောလေးတွေတွေ့ရပါတယ်စီပွားရေးအထူးကောင်းမွန်တဲ့ကာလဖြစ်တယ်ဓာတ်တို့ချင်း လုံးပိုင်ခွင့်အနှင်းခံရခြင်းတို့လည်းဖြစ်ပါလိမ့်မယ် ဘာသာရေးကုသိုလ်ရေးကိုပုံပြီးအာယုံဆိုင်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်မိမိဆောင်ရွက်နိုင်တဲ့အလျောက်ကောင်းသောမိမိရဲ့ကံတရားတွေဟာပိုးပြီးတော့ထင်ရှားအကျိုးပေးလာမယ်ကာလလည်းဖြစ်ပါတယ်အဲ့တော့ဖခင်ဓမ္မမဟုတ်အကြီးအကဲတူဦးရဲ့ကျမ်းမာရေးချောင်းတော့မိမိမှာစိတ်တော်ကဖြစ်ရတာစိတ်ပူရတာတွေဖြစ်စေတတ်ပါတယ် အဲ့တော့ကုံချမ်းတွေကိုတံပိုးပြောင်းလဲပြီးအကျိုးအမြတ်ထင်ရှားလိမ့်မယ်လို့ဖော်ပြပါတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့เนาะဟိုကုန်ပစ္စည်းထုတ်လုပ်တဲ့နေရာမှာကုံချမ်းကနေကုံကြောအဖြစ်ပြောင်းလဲထုတ်လုပ်တဲ့လုပ်ငန်းမျိုးတွေဆိုရင်အဲ့ဒီလုပ်ငန်းတွေဟာဒီလအတွက်ကောင်းကျိုးအကျိုးအမြတ်ထင်ရှားမဲ့ကာလလို့ဖော်ပြတာပါ အဲ့တော့ပညာရေးနဲ့သက်ဆိုင်တဲ့ပညာရေးလုပ်ငန်းလုပ်သူတွေကတော့ပြိသက်ပေါ်များလာမယ်လာဖြစ်တယ်လို့ပြိသက်ရဲ့အထင်ကြီးလေးစားမှုကိုရရှိမယ်ကာလဖြစ်ပေါ်ပြပါတယ်အခြေရေးအရာတော့မိမိနဲ့အသက်အရွယ်အလွန်ကွာတဲ့သူတွေရဲ့ခြေရေးဆိုခြင်းကိုခံရတတ်တဲ့ကာလဖြစ်ပါတယ်နော်အဲ့တော့အိမ်အောင်တွေအတွက်တော့ တုံးနဲ့တုံးမကြာခဏเนาะအတိုက်ခံစကားပြောဆိုရတာတွေဖြစ်ပေါ်စေတတ်တယ်လို့ဖော်ပြထားပါတယ်အဲ့တော့ကျမ်းမာရေးအရာတော့စနေနေ့နဲ့စတဲ့အမည်ပိုင်းရှင်နေရဒီလထဲမှာအယိုးအစစ်ထိခိုက်တာနာကျင်တာရောင်ရမ်းတာတွေဖြစ်ပေါ်တတ်လို့သတိထားဖို့လိုအပ်ပါတယ်စနေနေ့နဲ့အစာပြည့်ရဲ့မြေပိုင်ရှင်တွေပြုတ်လုတဲ့နဲ့ကုသိုလ်က စနေနေနဲ့အစပြုတဲ့ဖုံးတော်ကြီးကြောင်းနော်ဒါမှမဟုတ်ရင်စနေသားတန်ဃာတော်ရဲ့သရင်း300ကြောင်းမှာဆန်းစီစာအစရှိတဲ့လှုပ်ပွဲပစ္စည်းတွေကိုလှူဒန်းပေးတဲ့ကုသိုလ်တစ်ခုကိုနော်ပြုလုပ်ပေးဖို့ဖြစ်ပါလေအဲ့ဒါကတော့နေ့ရက်ရွေးချယ်စရာမလိုပဲ မိမိအစဉ်ပြေရာရက်ကိုဒီတလတာအတွင်းမှာပဲရွေးချယ်ပြီးမိမိကိုယ်တိုင်လက်ထိလက်ရကတ်လှူပေးသွားဖို့ဖြစ်ပါတယ်။နော်။ဒါဟာတနင်္ဂနွေကစပြီးတော့စနေအစောနာနေနဲ့နော်အစပြုတဲ့အမည်နာမမှာအစပြုတဲ့နာနေနဲ့အမည်တွေကနေပြောလာမဲ့ကံကြမ္မာ အဟောရီဖြစ်ပါတယ်။ ဒါကြောင့်အခုနေနန်နေအလိုက်နော်နေအလိုက်နန်အလိုက်ဆိုတာထဲအမည်နာမရဲ့အစစလုံးအခရာရီနဲ့ဟောပေထားတဲ့အမည်များမှပြောတော့ကံကြမ္မာကိုအသေးချာနားထောင်ပြီးသတိပြုတဲ့နာတွေကိုလည်းပဲသတိပြုနေထိုင်လို့ပြုလုပ်ရမယ့်ကုသိုလ်တွေကို ဆောင်ရွက်ပါပြီးအားနဲ့ချက်တွေကို အကာအယံဖြတ်လို့ကောင်းချိုးတွေကို ပို့ပြီးထင်ရှားလာစေမှာဖြစ်ပါတယ် အားလုံးမင်္ဂလာနေ့လည်ခင်းလေးပါ ကျမ်းမာချမ်းသာပြီးအနည်းကင်းဘေးရှင်းလို့စိတ်ချမ်းသာ ကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ဆက်လိုက်ပါတယ်